အီရန်စရေးစစ်ပွဲမှာအမေရိကန်ရဲ့ B2 ဘုံးကျဲလေယာဉ်ကြီးတွေနဲ့ဘန်ဂါဖြတ်ဘုံးတွေပေါဝင်လာမှာဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။အမေရိကန်လက်ထက်မှရေဒါနဲ့လုံးဝမဖမ်းနိုင်တဲ့ B2 Spirit ကိုပြောက်ဘုံးကျဲလေယာဉ်ဟာအမေရိကန်ရဲ့ခေတ်မီဆိုမဟာဗျူဟာမြောက်လက်နက်ပလက်ဖောင်မှာပေါဝင်ပါတယ်။ခင်မီစံပြတဲ့လေကြောင်းရန်ကာကွယ်စနစ်တွေကိုဖျက်ချော်ဝေရောက်နိုင်စွမ်းရှိတဲ့အပြင်အီရန်ရဲ့မြေအောက်နျူကလ িয়ার ကုသနာအဆောင်ကိုကွန်ရက်လို့ အခိုင်အမာတည်ဆောက်ထားတဲ့ပြစ်မှတ်တွေကိုလည်းတိတိကျကျပြစ်ခတ်နိုင်စွမ်းရှိပါလေ။ American စစ်တပ်ဟာအီရန်နဲ့ပတ်သက်ပြီးတမန်ထရန်ကချမှတ်လာမဲ့ဆုံးဖြတ်ချက်မှန်သမျှအတိုင်းလှုပ်ဆောင်မှုအသင့်ပြင်ထားတယ်လို့ကာကွယ်ရေးဝန်ကြီးပီဟာဆက်ကပြောပါလေ။အစ္စရေးကအီရန်အားစိုက်ခိုက်မှုတွေမစတင်မီအီရန်အနေနဲ့နျူကလ িয়ার ဆိုင်ရာသဘောတူညီချက်တည်းရရှိအောင်ဆောင်ရွက်ဖို့တမန်ထရန်ရဲ့တောင်းဆိုမှုကို လိုက်နာသင့်ကြောင်းပြောပါလေ။ အီရန်ထိပ်သီးကောင်ဆောင်ကြီးအရာတိုလာအလီခါမီနီဟာချင်းချက်မရှိလက်နက်ချဖို့ထရန့်ရဲ့တောင်းဆိုချက်ကိုဇွန်16ရက်နေ့မှာပယ်ချခဲ့ပါတယ်။အမေရိကန်သမ္မတကလည်းအမေရိကန်ရဲ့စိတ်ရှိသီးခံမှုဟာကုံဆုံးသွားပြီလို့ပြောပေမဲ့နောက်ထပ်လှုပ်ဆောင်ရမယ့်အစ်စင်နဲ့ပတ်သက်ပြီးပြောကြားခဲ့ခြင်းမရှိသေးပါဘူး။သမ္မတထရန့်ဟာ B2 ဘုံကျဲလိမ်ကြီးတွေနဲ့တိုက်ခိုက်မလားဒါကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ မေရိကန်ရဲ့ဘီတူဘုံကျဲလေယာဉ်ဟာဒဇင်းကိုဒေါ်လာ1.1ဘီလီယံကုန်ကြပြီးတိဆောက်ဖူးသမျှစစ်လေယာဉ်တွေအနက်အစည်းကြီးဆုံးဖြစ်ပါလေ။ Northrop Grumman Company ကထုတ်ထားတဲ့အဲ့ဒီလေယာဉ်ဟာခေတ်အမီဆုံးရေဒါပျောက်နည်းပညာကိုသုံးထားပါလေ။1980ပြည့်နှစ်နှောင်းပိုင်းကာလတွေမှာထုတ်လုပ်မှုစတင်ခဲ့ပေမဲ့လည်းဆိုဗီယက်ပြုတ်ွယ်ပြီးနောက်ထုတ်လုပ်မှုကိုရှော့ချခဲ့ပါလေ။ကျူတင်စီစဉ်ထားတဲ့ပင်ကွန်ရဲ့စီစဉ်မှုဖြတ်သိမ်းခဲ့ခြင်းကြောင့်အဲ့လိုလေယာဉ်မျိုးဟာ20ဒဇင်းသာ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်ဗီဒူးပုံချက်လျင်ဟာစီပြန်ဖြစ်ဖို့လုံးဝမလိုပဲမိုင်ပေါင်း6000ကျော်ထိပြန်တန်းနိုင်ပါတယ်အမေရိကန်ကုန်းပြည်စစ်ချေစခန်းများမှာ တကဘာလုံးမှာရှိတဲ့ပြစ်မှတ်တွေကိုတိုက်ခိုက်နိုင်စွမ်းရှိပါတယ်လေထဲမှာစီပြန်ဖြစ်မယ်ဆိုရင်ဒီလျင်ဟာကဘာတဝန်းလုံးမှာအပြစ်မှတ်မှန်သမျှတွားရောက်တိုက်ခိုက်နိုင်စွမ်းရှိတယ်လို့အမေရိကန်နိုင်ငံမစ္စူရီပြည်နယ်မှာအာဖဂန်နစ္စတန်နဲ့လေဗျာနိုင်ငံတို့ရှိပြည်မှတ်တွေကိုတွားရောက်တိုက်ခိုက်ခဲ့မှုကြောင့်ဖော်ပြပါတယ် အဲ့ဒီဗီဒူလေရင်ဟာသမယိုးကြတဲ့နျူကလ িয়ার လက်နက်တွေပါဝင် ပေါင်4000ကျော်ရှိတဲ့လက်နက်တွေကိုတည်ဆောင်နိုင်စွမ်းရှိပါတယ်မြေအောက်အထိထိုးပေါက်ဝင်ရောက်နိုင်တဲ့၄ချိန်ပေါင်3000ရှိတဲ့ဘန်ဂါဘတ်ဖြတ်ပုံဖြစ်တဲ့ GBU 57AB အပါဝင်အကြီးစားပုံတွေကိုတည်ဆောင်ထားပေမဲ့လက်နက်ထားရနေရာကိုလေရင်ကိုယ်တွေအတွင်းထည့်သွင်းပြီးတော့အထူးဒီဇိုင်းထုတ်တိဆောက်ထားတာဖြစ်ပါတယ်ဒါကြောင့်ရေဒါကလည်းဘလို့မှဖန်လို့မရပါဘူး ဗီဒူးကိုပြောက်လျင်ကိုရေဒါကိုစုပ်ယူနိုင်တဲ့ပစ္စည်းတွေရန်သူလေကြောင်းကာကွယ်ရေးစနစ်ရဲ့ထောက်လန်းသိရှိနိုင်မှုကိုအနိုင်ဆုံးထိအလျှော့ချပေးနိုင်တဲ့တောင်ချိုးဒီဇိုင်းပုံတွေနဲ့တည်ဆောက်ထားပါတယ်။ရေဒါထဲမှာအမှန်သေးသေးလေးတကောင်လာထင်ရတဲ့အတွက်ကြောင့်သမီးဦးကျရေဒါတွေနဲ့ထောက်လန်းသိရှိနိုင်မှုအင်မတန်ခဲယဉ်ပါတယ်။ငှက်လာလို့လောင်ထင်ရပါတယ်။လေတင်ပေါင်၃ပေါင်ရှိတဲ့ဘန်ကားဖြစ်ပုံးဟာအမေရိကန်ရဲ့လင်းရင်လက်တက်ရင်လက်နက်များအနက်အကြီးမားဆုံးသမီးဦးကျဘုံလို့ဆိုပါတယ်။ အခိုင်မာတိစောက်ထားတဲ့မြေအောက်ပင်ကားတွေကိုဖျက်ဆီးဖို့အထူးတီထွင်ထားခြင်းဖြစ်ပါတယ်။ဘုံမှာကြီးလွန်းလို့ဘီတူးလျင်အနေနဲ့တကြိမ်ကိုဘန်ကားဖျက်ဘုံတစ်လုံးနှလုံးသာတည်ဆောင်းနိုင်မှာဖြစ်ပေမဲ့ဘန်ကားတွေကိုထိုးဖောက်ဝင်ရောက်ရမှာပြိုင်ဘက်ကင်းစွန့်ရည်ပိုင်ဆိုင်ထားပါတယ်။ဒီလက်နက်ဟာ20.5ပေရှိပြီးကမ္ဘာတီနီယာပြစနစ် GPS လမ်းညွှန်မှုနဲ့ပြစ်မှတ်ကိုတိတိကျကျပြစ်ခတ်နိုင်တဲ့အတွက် မြေအောက်ရှိသတ်မှတ်အဆောင်ကိုတိကျတိုက်ခိုက်နိုင်ပါတယ်။မာကျော်တဲ့ကွန်ကရစ်တွေကိုဖျက်ဖောက်ပြီးပင်နယာကျော်ထိထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိလို့ကမ္ဘာအကာအကွယ်အများဆုံးမြေအောက်အဆောင်တွေကိုတိုက်ခိုက်ရမှာထိရောက်မှုရှိပါတယ်။ရေဒါနဲ့လုံးဝမဖမ်းနိုင်တဲ့ဗီဒူးလေယာဉ်တွေဟာ American Nuclear တပ်ဖွဲ့အတွက်အရေးပါတဲ့အစိပ်ပိုင်းဖြစ်ပါတယ်။နျူကလ িয়ার လက်နက်တွေကိုတိတ်တဆိတ်တိတိကျကျပစ်ခတ်နိုင်စွမ်းလည်းရှိပါတယ်။ဒီလေရင်ဟာ B83 နျူကလ িয়ার ဘုံ16လုံးအထိတည်ဆောက်နိုင်စွမ်းရှိတယ်လို့သိရပါတယ်။ ဒီလိုအချိန်လေးမှာအမေရိကန်အနေနဲ့ဒီဘုံကိုသုံးမလားဒီလင်းရင်ကိုသုံးမလားဆိုတာတမနာထရန့်ရဲ့စဉ်းစားနိုင်စွဲပေါ်မှာပဲမူတည်တော့တာဖြစ်ပါလေ။အမေရိကန်လေတပ်ကတော့တမနာထရန့်ရဲ့နောက်ဆုံးမိန့်ကိုစောင့်နေပြီပဲဖြစ်ပါလေ။အဲဒီလိုမျိုးအမေရိကန်ဝင်ပါမလားမပါဝင်ဘူးလားဆုံးဖြတ်ဖို့တဲတဲသာကြံတော့တဲ့အချိန်မှာအီရန်နိုင်ငံသားဧဝန်ကြီးအာဘက်စ်အာရာရှိကဣဇရဲရန်လိုတိုက်ခိုက်မှုတွေမရမချင်းအမေရိကန်နဲ့လုံးဝဆွေးနွေးနိုင်မှာမဟုတ်ဘူးလို့အတိအကျပြောလိုက်ပါတယ်။ ကိုရောဘာသမဂပြည်နိုင်တန်မန်နေနဲ့တွေ့ဆုံဖို့ဆွစ်ဇာလန်နိုင်ငံဂျီနီဗာကိုသွားတဲ့ခီးစင်မှာအီရန်ဆိုရရုပ်မြင်သံကြားနဲ့အင်တာဗျူးမှာအာရာရှီကအမေရိကန်ဆိုရကဆွေးနွေးဖို့ဝက်ဆိုက်တွေအချင်းချင်းပေးပို့ခဲ့ပါတယ်။ဒါပေမဲ့သူတို့ရန်လိုမှုတွေမရမချင်းတဏမကြီးရဆက်ဆံရေးနဲ့ဆွေးနွေးမှုတွေလုံသွားမှာမဟုတ်ဘူးဆိုတာကျွန်တော်ပြောထားပြီးဖြစ်ပြီဒါလည်းဆိုပါတယ် ပြီးခဲ့တဲ့သတင်းပတ်တွေကစတင်ခဲ့တဲ့အစ်ဇွေနဲ့အီရန်ကြားပရိပခမှာအစ်ဇွေကအီရန်ရဲ့နျူကလ িয়ার နဲ့စီးရေးဆိုင်ရာနေရာတွေထိတ်တန်းစစ်ဘိုလ်ချုပ်တွေနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေကိုပြစ်မှတ်ထားပြီးဒုံးကြီးတွေနဲ့တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။အီရန်တို့ကလည်းဒုံးကြီးပေါင်း450ဒရုန်းတစ်ထောင်နဲ့အစ်ဇွေကိုပြန်လည်ပစ်ခတ်ခဲ့ပါတယ်။အများစုကအစ္စရေးရဲ့လေတောင်းကာကွယ်စနစ်တွေကဟန်တားနိုင်ခဲ့တော်ညာလည်းပင်လွတ်သွားတဲ့ဒုံးကြီးကြောင့်အစ္စရေးဘက်မှ24ဦးထပ်မံနေသေးပြီးရာပေါင်းများစွာတင်ရရပါတယ်။ ဝါရှင်တန်ကျေးဇူးအီရန်လူခွင့်ရေးဖွဲ့ရဲ့ထုတ်ပြန်ချက်အရအီရန်မှာရက်သား263ဦးပါဝင်အနည်းဆုံးလူ658ဦးသေပြီးလူပေါင်း2000ကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အမေရိကန်နဲ့မညီနိုင်ပေမဲ့လည်းဗြိတိန်ပြင်သစ်ဂျာမနီနဲ့ EU တာဝန်ရှိသူတွေကတော့အီရန်နဲ့ညှိနှိုင်းတယ်လို့ဆိုပါတယ်။အစ္စရေးအီရန်ဘရစ်ကဆုံးသက်နိုင်ဖို့အတွက်ဗြိတိန်ပြင်သစ်ဂျာမနီနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ဥရောပသမဂ္ဂနိုင်ငံခြားရေးမူဝါဒကြီးခဲ့တဲ့ဟာဆွစ်ဇာလန်နိုင်ငံဂျနီဗာမှာတွေ့ဆုံမှာဖြစ်ပါတယ်။ ဒါဟာအစ္စရေးကအီရန်ကိုစတင်တိုက်ခိုက်ပြီးတပတ်ကြာမှာအီရန်နဲ့နောက်နိုင်ငံတာဝန်ရှိသူတွေပထမဆုံးချိန်တွေ့ဆုံမှုဖြစ်ပြီးအီရန်ရဲ့ညှိနှိုင်းပြင်လဲစေဖို့ရည်ရွယ်တာလည်းဖြစ်ပါတယ်။အီရန်အစ္စရေးပြည်ပကမှာအမေရိကန်ကတိုက်ရိုက်ပါဝင်မလားဆိုတဲ့ချက်ကိုတမတ်ထရန်ကနှစ်ပတ်အတွင်းဆုံးဖြတ်မှာဖြစ်ပြီး တွေ့ဆုံဆွေးနွေးဖို့များပြားတဲ့ခွင့်လန်းတွေရှိနေတယ်လို့ယုံကြည်ထားကြောင်းအင်ဖြူရကထုတ်ပြန်ပြီးမှအခုတွေ့ဆုံဆွေးနွေးမှုတွေစတင်လာတာဖြစ်ပါတယ်။ အီရန်ကခုလိုမဟုတ်ပြင်မှာအစ္စရေးမှုပြုနေတညာဟုကအီရန်ခေါင်းဆောင်မှုပြုလဲရေးဟာအစ္စရေးတိုက်ခိုက်မှုရဲ့ရည်ရွယ်ချက်မဟုတ်ပဲရလတ်ဖြစ်နိုင်တယ်လို့ပြောထားပါတယ်။အစ္စရေးဟာအမေရိကန်ပါတီဖြစ်စေမပါတီဖြစ်စေအီရန်နျူကလ িয়ার ဆဲုံတွေအားလုံးကိုဖယ်ရှားနိုင်စွမ်းရှိတယ်လို့ပြောထားပါတယ်။ဒါပေမဲ့ထရန့်ဟာအဲ့ဒီလိုနှစ်ပတ်အတွင်းဆိုတဲ့နောက်ဆုံးရသတ်မှတ်ချက်မျိုးအရင်ကလည်းထုတ်ပြန်လိမ့်ရှိပါတယ်။ရုရှားအနေနဲ့ယူကရိန်းစစ်ပွဲဆုံးသက်ရေးဆန္ဒရှိကြောင်းနှစ်ပတ်အတွင်းမပြသရင် စီဝါရေးရေးယူပိတ်ဆို့မှုတွေလုပ်မယ်လို့သတိပေးခဲ့ပေမဲ့ခုရီဘာမှမဆုံးဖြတ်ရသေးပါဘူး။လုံကနေတစ်ဘက်ကလည်းနှစ်ပတ်တွင်အမေရိကန်ဟာစစ်ချက်ခွန်အစ်စ်တွေအကြောင်းအသိပေးစာတွေကုံတွယ်ဘက်နိုင်ငံတွေကိုပို့ပေးမယ်လို့ပြောပါတယ်။မေလတော့လည်းတွန်းကွန်ခွန်အစ်စ်တွေလိုနှစ်ဘက်ကနေသုံးဘက်တွင်စမယ်ပြောပေမဲ့သမနာခံကလှုပ်ဆောင်ခြင်းမရှိပါဘူး။၂၀၂၀တုန်းကလည်းပြည်စုံတဲ့ကျမ်းမာရေးဆောင်ရှောက်မှုအစီအစဉ်မျိုးနှစ်ပတ်အတွင်းချပြမယ်ပြောမှုမိမဲ့တကယ်တမ်းမထုတ်ပြန်ခဲ့ပါဘူး။ ။အီဇရဲလ်စစ်တပ်ကတော့19ရက်နေ့ညပိုင်းမှာအီရန်စကန်ဒါဇင်ဂျီကိုတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ခဲ့တယ်လို့အီရန်ကလည်းအီဇရဲလ်ကိုဒုံးကျည်တွေနဲ့ဆက်လက်ပစ်ခတ်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။အီဇရဲလ်တောင်ပိုင်းဘီယာရှိရှိပါမှာအီရန်ဒုံးကျည်တိုက်ခိုက်မှုကြောင့်19ရက်နေ့ကလူ82ဦးဒဏ်ရာခဲ့ပြီး20ရက်နေ့စောပိုင်းမှာတော့တည်ရတဲ့အချိန်တွေကနောက်ထပ်5ဦးဒဏ်ရာခဲ့ပါတယ်။အဲဒီမျိုးက Microsoft ရုံးသားမှလည်းမိလောက်ကျွမ်းမှုဖြစ်ခဲ့ပါတယ်။အီရန်ကတော့20ရက်နေ့အစောပိုင်းအသေးပြောက်စင်မတည်ရသေးပါဘူး။ပြည်သူနိုင်ငံခြားရေးဝန်ကြီး ရန်နိုဘာရော့ကတော့ဒီစစ်မှုပွဲဟာအီရန်နျူကလ িয়ার ရဲ့ပယ်ထိန်ဒုံးကျည်စီမံကိန်းတွေကနေရေရှည်နောက်ပြန်ဆိုတဲ့ကတိတစ်ခုရဖို့ရည်ရွယ်တယ်ပြောပါတယ်။ပြည်ထိုင်နိုင်ငံကြ ాయి ဝန်ကြီးဒေးဗစ်လမ်မီကတော့ခုချိန်ဟာအရှိလေပိုင်းမှာစိုးရိမ်ပွဲအခြေအနေကိုရပ်တန့်ပြီးဘယ်သူကမှအကျိုးမရှိတဲ့ဒေတာရင်းတဲမှာမှုကကာကွယ်ရမယ့်အချိန်ပါလို့ပြောပါတယ်။ဒေးဗစ်လမ်မီဟာစောပိုင်းမှာအမေရိကန်နိုင်ငံကြ ాయి ဝန်ကြီးမာကိုရူဘီယိုနဲ့တွေ့ဆုံပြီးအီရန်နိုင်ငံဘယ်တော့ခါမှ နျူကလ িয়ার လက်နက်မထုတ်လို့မရရှိစေရေးအတွက်သဘောတူခဲ့တယ်လို့ဆိုပါတယ်။အစ္စရေးစစ်တပ် IDF ကတော့အီရန်နဲ့၆ညဇက်တိုင်အပြန်အလှန်ပြစ်ခတ်တိုက်ခိုက်မှုမှာအီရန်နိုင်ငံအလယ်ပိုင်းအာရှီမှာရှိတဲ့ပလူတိုနီယံတပေါင်းဖော်အားလေရင်နဲ့အနီးကပ်ပစ်ခတ်တိုက်ခိုက်မှုမှာအပြည့်စည်တွေကိုဂျိုရုတပ်ပုံတွေကရိုက်ကူးပြီးထုတ်ပြန်ပြသသွားပါတယ်။မာဇာတက္ကနလကြီးဖွဲ့မှထုတ်ပြန်တဲ့ဂျိုရုတပ်ပုံတွေမှာကြီးမားလှတဲ့ ရူရိုနီယန်တန့်စင်တဲ့ရေတပောင်းဖို့ကြီးအပေါ်တဲတဲ့အပေါက်ကြီးဖြစ်နေတဲ့ပျက်စီးပုံကိုမြင်ရသလို IDF ထုတ်ပြန်မှုမှာအနီးကပ်လေရင်နဲ့သွားပြီးဒုံးကျင်နဲ့ပြစ်ခတ်ခဲ့တဲ့မှတ်တမ်းပုံမှာပါဝင်ပါတယ်ယူရန်ဆူရဲ့ပိုင်းကျုံတကတော့အဲ့ဒီ Arab ရေတပောင်းဖို့ကြီးမှာဝန်ထမ်းတွေကိုချိုးတင်နေရပြောင်းရွှေ့ထားပြီးဖြစ်လို့တေဆုံးတဲ့အရာလုံးဝမရှိသလိုလုပ်ငန်းလက်ပတ်မှုမရှိသေးတဲ့တပောင်းဖို့ဖြစ်ခြင်းကြောင့်ရေဒီယိုတက်ထုတ်ကြွမှုလည်းမရှိခဲ့ဘူးထုတ်ပြန်သွားပါတယ် ဒီတပေါင်းပို့ကြီးဟာနျူကလ িয়ার လက်နက်တီထွင်ရမှာရူရီနီယံကဲ့သို့မရှိမဖြစ်ပါဝင်ရမှာဖြစ်တဲ့နောက်ထပ်ပလူတိုနီယံဓာတ်သထုတ်တန့်စင်ရမှာအသုံးပြုတဲ့တပေါင်းပို့ဖြစ်ပါတယ်။ဒါကြောင့်ဖောက်ခွဲဖြတ်စီရတာလို့အစ္စရေးတို့ကဆိုပါတယ်။အစ္စရေးတို့ဟာနာတန့်စ်နဲ့အစ်ဖာဟန်တပေါင်းပို့တွေကိုလည်းတိုက်ခိုက်ဖြတ်စီကြောင်းအတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ဘူရှာဟာနျူကလ িয়ার လက်စတာဗစ်စင်ကိုတိုက်ခိုက်ခဲ့တဲ့တဲ့တင်ကိုတော့ကနအူးထုတ်ပြန်ပြီးမှမှားရင်းထုတ်ပြန်ဖို့ပြန်လဲထုတ်ပြောပြပါတယ်။ ဘူရှာဟာနျူကလ িয়ার တအားပေးစေုံကိုဖောက်ခွဲဖြတ်စီရင်ချာနိုဘိုင်းနျူကလ িয়ার စေုံပေါက်ကွဲစဉ်ကလိုလူပေါင်းများစွာသေကြီးပျက်စီးရတဲ့အခြေအနေနဲ့ရောက်ရှိနိုင်ကြောင်းရုရှားနျူကလ িয়ার စွမ်းအင်ကော်ပိုရေးရှင်းကြီးကသတိပေးထားပါတယ်အစ္စရေးကလက်ရှိမှာအီရန်ရဲ့နျူကလ িয়ার လက်နက်ရရှိရေးအဓိကဗဟိုချက်ဖြစ်တဲ့ဖော်ရိုးမှာမောင့်တုံခေါ်တောင်ဆောင်များရှိကြောက်ချက်များအောင်မြေအောက်မှာတည်ဆောက်ထားတယ်။နျူကလ িয়ার အဆောက်အုံကြီးကိုထိပါခြင်းမရှိသေးပဲအမေရိကန်နဲ့တူဒီအဆောက်အုံကြီးကိုတိုက်ခိုက်ဖြတ်စီရင် နှစ်ပတ်တာအီရန်ကိုအချိန်ပေးထားတယ်လို့သိရပါတယ်။အီရန်ရဲ့နာမည်ကျော်ဘလို့မှမဖြတ်နိုင်ဘူးဆိုတဲ့မြေအောက်နျူကလ িয়ার စေဝန်ကြီးကို အစ္စရေးကွန်မန်ဒိုတပ်ဖွဲ့တွေကဝင်ရောက်ဖြိုခွင်းဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။အဲ့ဒီအီရန်ရဲ့နာမည်ကျော်ဖော်ရိုမြေအောက်နျူကလ িয়ার စေဝန်ကြီးကို ဖြိုခွင်းမှုကအမေရိကန်စီကလည်းငလင်ဘုံတွေရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒါကလည်းသိကြတဲ့အနေထားမရှိပါဘူး။ ဒါကြောင့်အစ္စရေးကအထူးကိုမန်ဒိုတပ်ဖွဲ့ဖွဲ့စည်းပြီးတော့ဖြိုခွင်းမှုအတွက်ပြင်ဆင်နေတယ်လို့အစ္စရေးစစ်ဘက်ဆိုင်ရာအရာရှိတွေရဲ့သတင်းဝန်ကပြီး The Wall Street Journal ကဖော်ပြပါတယ်။အစ္စရေးမှာဖော်ဒိုအတွက်အစီအစဉ်ရှိပါတယ်။ဒါအောင်လည်းတကူတော့လုံနိုင်စွမ်းရှိတယ်လို့အရာရှိတွေကပြောပေမဲ့စစ်စင်နဲ့ပတ်သက်ပြီးအသေးစိတ်ဖော်ပြခြင်းမရှိပါဘူး။အီရန်နိုင်ငံမြောက်ဘက်နာကွမ်မြို့မှာ မိုင်း20ခန့်မှာရှိတဲ့ဗောင်ရိုးစေုံကြီးဟာတောင်လေတွင်လက်ရှမ်းစွာတိစောက်ထားပြီးတော့တမယိုးကြောင့်စည်ရတက်ခတ်မှုတွေအတွက်ကြီးမားတဲ့စိန်ခေါ်မှုဖြစ်ပါတယ်။အဲ့ဒီစခန်းကြီးကိုဘလို့မင်းဘုံကြဲကြဲကျဲလို့မရဘူးဆိုပါတယ်။အစ္စရေးဟာအခိုင်အခန့်မြေရောက်အဆောက်အုံတွေကိုထိုးဖောက်ဖို့ဒီဇိုင်းထုတ်ထားတဲ့ထိုးခွင်းဘုံငယ်များစွာကိုအသုံးပြုဖို့လဲစဉ်းစားနိုင်တယ်လို့အစ္စရေးကာကွယ်ဝန်ကြီးဌာနသုတေသီဟောင်းတွေကပြောပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလကလေဗရွန်ရဲ့ဘေရုတ်မြို့တော်မီယော့စ်ခန်းမှာရှိတဲ့ဟစ်ဘူလာခေါင်းဆောင်ဟာဆန်နက်စရလာကိုလုံခြံတပ်ဖြတ်ခဲ့တဲ့ပုံစံဟာအခိုင်အခန့်ပြစ်မှတ်တွေကိုတိုက်ခိုက်နိုင်တဲ့အစ္စရေးရဲ့စွမ်းဆောင်နိုင်ရည်အတွက်တပ်သေးဖြစ်တယ်လို့ညညွန်ပြောပါတယ်อิสราเอลကနီးပြူဟာတွေကိုတမျိုးတစ်ပုံပြောင်းလဲဖော်ဆောင်နိုင်တယ်လို့ပြောပါတယ်။အနေရများတဲ့ကိုမန်ဒိုစီးနင်းမှုတွေ၊စိုက်ဘာတိုက်ခိုက်မှုတွေနဲ့ပြစ်မှတ်ထားလုံခြံတပ်ဖြတ်မှုတွေပါဝင်နိုင်တယ်လို့ထပ်လောင်းပြောပါတယ်။ ဖော်ရိုဟာအီရန်ရဲ့အထူးခိုက်လုံးဝမခံနိုင်တဲ့နျူကလ িয়ার တည်နေရာတွေကတစ်ခုဖြစ်တတ်မှတ်ခံရပါတယ်။အီရန်ကနျူကလ িয়ার လက်နက်တွေထုတ်လုပ်နိုင်စွမ်းရရှိကံနေပြီလို့ဆွဆွဲချက်တွေရှိနေပြီးဒါကိုအီရန်ကအထက်ထက်အခါခါငြင်းဆန်ထားပါတယ်။နျူကလ িয়ার အစီအစဉ်ကငြိမ်းချမ်းရေးရည်ရွယ်ချက်အတွက်သာဖြစ်တယ်လို့အခိုင်အမာပြောပါတယ်။အစ္စရေးကအီရန်ရဲ့စစ်ပတ်ဆိုင်ရာနဲ့နျူကလ িয়ার တည်နေရာတွေကိုပိတ်မထားပြီးလေကြောင်းတိုက်ခိုက်မှုတွေပြီးခဲ့တဲ့တောက်ကြံတွေကစတင်ဆင်နွှဲခြင်းမှာ အဲ့ဒီနောက်ပိုင်းနှစ်နိုင်ငံကြားစီးရီးယားတင်းမာမှုဟာအစွမ်းကုန်အခြေအနေတွေမြင့်တက်လာပါတယ်။အစ္စရေးကိုတုံ့ပြန်တဲ့အနေနဲ့အီရန်ကလည်းဒုံးကျည်တွေနဲ့ပြန်လည်တိုက်ခိုက်ပါတယ်။ဘယ်ဖက်ပြန်လည်တိုက်ခိုက်မှုကြောင့် တေဆုံးသူအများအများရှိပါတယ်။ဒဏ်ရသူလည်းယာနဲ့ချီရှိပါတယ်။အစ္စရေးရဲ့တပ်မြက်လက်ခံမှုကြောင့်လည်းအီရန်ဘက်ကလူ980ကျော်တေဆုံးပြီး1300ကျော်ဒဏ်ရာရတယ်လို့အီရန်မီဒီယာတွေကဖော်ပြပါတယ်။ American Infuder ကတော့အီရန်ဟာရက်သက်တပတ်အနည်းငယ်အတွင်းမှာနျူကလ িয়ার လက်နက်ဖန်တီးနိုင်တယ်လို့ယုံကြည်နေပါတယ်။အီရန်ခေါင်းဆောင်ပိုင်းကသာဆုံးဖြတ်အမိန့်ပေးပါကအီရန်ဟာရက်သက်တပတ်အနည်းငယ်အတွင်းနျူကလ িয়ার လက်နက်တွေဖန်တီးနိုင်စွမ်းရှိတယ်လို့ အင်ဖြူတော်ကယုံကြည်ကြောင်းအင်ဖြူတော်သတင်းထုတ်ပြန်ရေးတွင်ဝင်ကာဝလန်လက်ဗစ်ကသတင်းတောက်တွေကို ပြောပါတယ်။ EM မှာနျူကလ িয়ার လက်နက်ရဖို့လိုအပ်တဲ့အရာအလုံးရှိနေပြီ။သူတို့လိုအပ်တာကအမြင့်ဆုံးခေါင်းဆောင်ရဲ့ဆုံးဖြတ်ချက်ပဲ။အဲဒီလက်နက်ကိုထုတ်လုပ်ဖို့ရက်သက်တပတ်အနေငယ်ပဲကြာပါလိမ့်မယ်လို့ကာဝလန်လက်ဗစ်ကဆိုပါတယ်။ဒီလိုပြုလုပ်ခြင်းဟာအစ္စရေးအတွက်တောင်မှအမေရိကန်နဲ့တကဘာလုံးအတွက်ပါဖြစ်တည်မှုဆိုင်ရာချိတ်ချုပ်မှုကြီးဖြစ်လာလိမ့်မယ်လို့ဆိုပါတယ် ဒါဟာအီရန်နျူကလ িয়ার လက်နက်ပိုင်ဆိုင်ခြင်းမပြုရမပိုင်ဆိုင်နိုင်ဟုရုရှားပါဝင်တကမ္ဘာလုံးကသဘောတူညီတဲ့အဓိကအချက်ပါလို့ကာလန်လီဗေကမှတ်ချက်ပြုပါလိမ့်ဇွန်17ရက်ပိုင်းကအစ္စရေးဟာအီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုရည်ရွယ်တဲ့ Operation Rising Lion စစ်စီရေးကိုစတင်ပါလိမ့်24နာရီမပြည့်မီမှာအီရန်ကလက်တုံ့ပြန်တိုက်ခိုက်ပါတယ်။နောက်ရက်ဒီမှာတယ်လီဖိနက်တီဟီရန်တို့ထပ်မံပြီးတော့အပြန်အလှန်တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။နှစ်ဖက်လုံးဟာဒီတိုက်ခိုက်မှုတွေကြောင့်တေဆုံမှုတွေဖြစ်ခဲ့ပါတယ်။ ၎င်းတို့ရဲ့နယ်မြေတွေတွေ့ရှိပြမဲ့အများပြားထိမှန်ကြောင်းဝန်ခံပေမဲ့ပျက်စီးဆုံးရှုံးမှုအနည်းငယ်သာရှိတယ်လို့ဆိုပါတယ်။ဒါ့အပြင်ရုရှားဘက်ကစစ်ဆေးချက်အရလေကြောင်းတိုက်ပွဲတွေကြားမှာအီရန်မှာရှိတဲ့နျူကလ িয়ার စေုံတွေဟာပုံမှန်အတိုင်းလဲပတ်နေပါတယ်။တိတ်မထိခိုက်ပါဘူးလို့ရုရှားဘက်ကပြောပါတယ်။ဂျာနဲ့ချီတဲ့ရုရှားမှာအထူးကြွန့်ကျင်သူတွေဥဆောင်လဲပတ်နေတဲ့အီရန်မှာရှိတဲ့ဗူရှာဟာနျူကလ িয়ার တအားပေးစေုံရဲ့အခြေအနေဟာ ပုံမှန်အတိုင်းရှိပြီးတော့ထိန်းချုပ်မှုအောက်မှာကောင်းမွန်စွာတွေ့ရပါတယ်လို့ရုရှားနျူကလ িয়ার စွမ်းဆင်ရအကြီးကအလက်စီလီဂါရက်ကပြောပါတယ်ရုရှားတိဆောက်ပြီးခဲ့တဲ့ဘူရှားဟာအဆောက်အုံကိုမိမိတို့တိုက်ခိုက်တယ်လို့အစ္စရေးစစ်တပ်ကဇွန်လ19ရက်နေ့ကပြောခဲ့ပေမဲ့နောက်ပိုင်းမှာဒါဟာမှားရွံ့စွာမှတ်ချက်ပေးခဲ့မိတာပါလို့ပြန်လည်ပြောပါတယ်တကယ်လို့အဲ့ဒီစိတ်ုံကိုတိုက်မယ်ဆိုရင်ဟိုးအရင်တုန်းကချာနိုဘိုင်းဓာတ်ပေါင်းခုလိုမျိုးနျူကလ িয়ার BN တွေကိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ရုရှားနျူကလ িয়ার ဆိုရင်ကော်ပိုရှင်အကြီးကအမေရိကန်အနေနဲ့မတိုက်ဖို့သတိပေးထားပါတယ်။ရုရှားဟာအီရန်ရဲ့အခုတည်သောနျူကလ িয়ার ဆိုရင်တုံးဓာတ်အပိစိတ်ကိုကြီးဖြစ်ပါလေ။အလုံးမြူပြတ်ပွားမှုအန္တရာယ်ရှော့ချနိုင်မှုလက်ပတ်သုံးဆွဲတဲ့အခါမှာရုရှားထံမှတပည့်ရုရှားလောင်စာအဟောင်းတွေကိုထည့်တာဖြစ်ပါလေ။ရုရှားဟာဆက်ရုံချင်းနဲ့ပတ်သက်လို့ဇွန်20ရက်နေ့မှာသတင်းတောက်တွေကမေးမြန်းတဲ့အခါမှာရုရှားနျူကလ িয়ার ဆိုရင်အေဂျင်စီကြီးက အခုအချိန်ဒီအခြေအနေအားလုံးကိုကျွန်တော်တို့လောဝထင်ချုပ်ထားနိုင်ပါတယ်။အရာရာဟာပုံမှန်ပဲဖြစ်ပါတယ်။ညာရင်းညတာစိတ်ပူပန်မှုရှိပေမဲ့ကျွန်တော်တို့ထင်ချုပ်နိုင်တဲ့အနေအထားပါလို့ပြောပါတယ်။ကျွန်တော်တို့ကအီရန်နဲ့တူရပ်တည်ပြီးဆက်လုပ်နေပါတယ်။ဒီလိုလှုပ်ဆောင်ပြနေတာကိုအစ္စရေးခေါင်းဆောင်ပိုင်းအထိသိရှိစေဖို့ညှော်လင့်ပါတယ်လို့ရုရှားဘက်ကပြောပါတယ်။တပ်ပေါင်းဖို့ဟာအရေးပေါ်အခြေအနေရောက်လာရင်စစ်ဝင်တဲ့တွေကို ကဲထုတ်နိုင်ခြေကိုရည်ညွှန်းပြီးတော့အခုလိုမျိုးရုရှားဘက်ကကြိုတင်စီမံထားမှုသဘောထားထွက်ပေါ်လာတာဖြစ်ပါလေရုရှားသမ္မတပူတင်ကဘူရှားဟာစိတ်အမှားမမိလို့ဝန်ထမ်းဦးကြီး600အထိဆေးလွတ်ထားတယ်ဆိုပါလေအမြင့်တဲ့ဝန်ထမ်း250ယာယီတောင်ဝန်ကြောင့်ဝန်ထမ်းတွေလည်း300ကျော်လောက်ရှိပါလေအစ္စရေးအနေနဲ့အဲ့ဒီရုရှားဓာတ်ပေါင်းဖို့ဝန်ထမ်းတွေ ဘေးကင်းလုံခြုံဖို့မိမိတို့ကိုဂရီပေးထားပြီးဖြစ်ကြောင်းပူတင်ကပြောပါတယ်။တာဝန်ကျသူချို့ကိုဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရပေမဲ့အမာခံဝန်ထမ်းတွေကတော့ခုထက်ထိစိတ်ယုံထဲမှာလက်ပတ်နေစေပါလို့ရုရှားဘက်ကပြောပါတယ်။ အီရန်နဲ့နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ပရုရှားဟာအရင်တည်းကဘက်ကစတင်ခဲ့တဲ့လေကြောင်းစစ်ပွဲတိုက်ပွဲတွေကိုအစ္စရေးဘက်မှအမေရိကန်ဝင်ဆွတ်ဖက်နေတာပြင်းပြင်းထန်ထန်သတိပေးခဲ့ပါတယ်။အီရန်မှာနျူကလ িয়ার လက်နက်အဆင့်ထိထုတ်လုပ်လို့မရအောင်တားဆီးဖို့ရည်ရွယ်ချက်နဲ့အခုလိုစတင်တိုက်ခိုက်ရတာလို့အစ္စရေးကအကြောင်းပြထားပါတယ်။အဲ့ဒီရည်ရွယ်ချက်ကိုအီရန်ကပယ်ချခဲ့ပြီးအစ္စရေးမျိုးကြီးတွေကိုဒုံးကြီးတွေဒရုန်းတွေနဲ့လက်တုံ့ပြန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်ရုရှားသမ္မတပူတင်ကအမေရိကန်အနေနဲ့တကယ်လို့အီရန်ကိုတိုက်ခိုက်ရင်နျူကလ িয়ার ကပ်ပေးစတဲ့အကြောင်း ဒါကြောင့်လုံးဝမပါဝင်ဘူးသတိပေးထားပါတယ်အရှေ့လက်ပိုင်းကိုအကြီးကျယ်မတိမကျိဖြစ်စေနိုင်တဲ့အတွက်အီရန်ကိုမတိုက်ခိုက်ဖို့ရုရှားကအမေရိကန်ကိုသတိပေးထားကြောင်းနဲ့အစ္စရေးတိုက်ခိုက်မှုတွေဟာနျူကလ িয়ার ကတ်ဆိုးကြီးဖြစ်လာနိုင်တယ်အနေရရှိတယ်လို့လည်းရုရှားကပြောပါတယ်ရုရှားဟာဇန်နဝါရီမှာအီရန်နဲ့မဟာဗျူဟာမြောက်မိတ်ဖက်ဖြစ်လက်မှတ်ထိုးခဲ့တာပါယူကရိန်းစစ်ပွဲကြောင့်ဆက်ဆံရေးအေးဆက်နေပေမဲ့လည်းအစ္စရေးနဲ့လည်းရုရှားဟာဆက်ဆံရေးရှိပါတယ်။အစ္စရေးအီရန်ပြည်ပခါမှာဂျာဝင်စစ်စဘောရုရှားရဲ့ကလန်ချက်ကိုလက်ခံခြင်းဘယ်သူမှမရှိသေးပါဘူး။ စိန့်ပီတာစဘောမှာပြုလုပ်တဲ့စီးပွားရေးဖိုရမ်မှာတော့အမေရိကန်မှာဓာတ်ရိုက်ပဝင်ပတ်သက်မှုကနေရှောင်ကျင်မှုရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်းတိုက်တွန်းပြောပါလိမ့်။ဒါဟာအခြေအနေတစ်ခုလုံးကိုအကြီးကျယ်မတိမငိမ်ဖြစ်စေမဲ့ခြေလှမ်းပဲလို့ဆိုပါလိမ့်။ရုရှားရဲ့ SDR နိုင်ငံခြားထောက်လှမ်းဌာနကြီးကစာဂီနာစကီကအီရန်နဲ့အစ္စလမ်အစ္စရေးအနေထားဟာခုခါစိုးရိမ်ကြောင်ပြောခဲ့သလိုရုရှားနိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူမာရီယာဇာဟာရူဘာကလည်းအီရန်နျူကလ িয়ার ခြေကန်စာအုပ်ကို အစ္စရေးတိုက်ခိုက်မှုကြောင့်ကမ္ဘာကြီးဟာကတ်ဆိုးကိုကြားယောင်နိုင်တယ်ဆိုပါတယ်နျူကလ িয়ার စေုံတွေတိုက်ခိုက်ခံနေရတယ်လို့ပြောပြီးတော့ကုလသမဂ္ဂနျူကလ িয়ার ဘီကီအဆောင်ကြီးရဲ့ဖွဲ့ကပျက်စီးမှုတွေကိုတတိပြုမိကြောင်းဆိုပါတယ်အီရန်မှာနုညီလက်နက်ထုတ်လုပ်ခြင်းကိုဟန်တားဖို့အီရန်နျူကလ িয়ার စေုံကိုတိုက်ခိုက်ခဲ့ကြောင်းအစ္စရေးကပြောပါတယ်နျူကလ িয়ার လက်နက်တွေရရှိမှုကြိုးပမ်းနေကြောင်းပြောဆိုချက်ကိုတော့အီရန်ကညှင်းထားပါတယ်ထိုင်းနိုင်ငံဖွဲ့ဟာအီရန်နျူကလ িয়ার စိုက်ပါတွေကိုတိုက်ခိုက်ရမှာအစ္စရေးနဲ့ပူးပေါင်းပါဝင်ခြင်းပါဝင် အခြားရွေးချယ်စရာတွေကိုစဉ်းစားနေကြောင်းစိုးလုံမှုတွေနဲ့နှိစက်တဲ့သတင်းအရင်းမြစ်တွေကဆိုပါတယ်။အစ္စရေးဘက်ကတော့ရုရှားရဲ့ပြောဆိုချက်တွေကိုအမေရိကန်အနေနဲ့ဂရုစိုက်စရာမလိုပဲ။အမေရိကန်အနေနဲ့ဘန်ဂါပါစတာဆိုတဲ့ဘုံးကြီးသုံးပြီးအီရန်ရဲ့မီအော့နျူကလီးယားစခန်းကိုဖျက်ဆီးပေးဖို့တောင်းဆိုနေပါတယ်။အဲဒီလက်နက်ကအစ္စရေးစီမှာလည်းမရှိပါဘူး။တကဘာလုံးမှာအမေရိကန်စီမှာပဲရှိပါတယ်။ မေဂန်ရဲ့အစွမ်းထက်ဆုံးဘန်ကာဖြတ်ပုံဘန်ကာဘတ်စတာတွေကိုတုံးပြီးတော့အီရန်ရဲ့ပင်မနျူကလ িয়ার သုတေသနစခန်းတွေဖျက်ဆီးပြီးပေးဖို့အမေရိကန်အစိုးရအနေနဲ့အများဆုံးလို့ဆောင်တင်ကြောင်းအစ္စရေးဝန်ကြီးချုပ်ဗဂျမင်နေတန်ယာဟုကတောင်းဆိုနေပါတယ်။တမန်ထရန့်ကအီရန်မှာလက်ရှိဆင်နွှဲနေတဲ့အစ္စရေးရဲ့စစ်စင်မှာအမေရိကန်စစ်တပ်ပါကိုထိလက်ရောက်ပါဝင်ဖို့တင်မတင်ဆုံးဖြတ်နေတာဖြစ်ပါလေ။အဲ့တော့အမေရိကန်ရဲ့အဓိကပြစ်မှတ်ဟာဖော်ရူမီအောင်နျူကလ িয়ার သုတေသနစင်တာဖြစ်နိုင်ကြောင်းထင်ကြီးတယ်ကြကြပြင်းပြထွက်နေပါလေ ခါကတော့သူဟာအီရန်ရေးမှာအမေရိကန်စစ်အင်အားကိုအသုံးပြုပြီးတေချာပေါက်ပါဝင်မယ်လို့ခုထိအတည်မပြုသေးပါဘူးဒီတော့တဲ့အစိုးရဝန်ကြီးချုပ်နေတာညာခုကဖော်ရိုးကိုအမေရိကန်ရဲ့ဘန်ကာဘတ်စတာဘုံချုပ်ကျဲချပြီးအပီးတိုင်းချေမုံဖြက်စီဖို့တောင်းဆိုနေတာပါစလလရေရသူတွေတတိကလည်းဗော်ရိုးရဲ့ခိုင်မာလာတဲ့တိဆော့ပုံရအဲ့ဒီနေရာကိုဖျက်ဆီးဖို့ဆိုရင်တော့ပေါင်၃၃၄ရှိတဲ့ဘန်ကာဘတ်စတာဘိုးတွေကသာဆွမ်းဆောင်နိုင်မယ်လို့သုံးသပ်ထားပါတယ်ဗော်ရိုးကတီဟီယံမြို့တော်တောင်ပတ်၉၆ကီလိုမီတာအကွာမှာတည်ရှိပြီး တောင်တွေရဲ့အောက်မီတာ60ဝန်းကျင်လောက်မှာမြေအောက်ဘန်ကာကြီးဖြစ်ခိုင်မာတိဆောက်ထားတဲ့သုတေသနစခန်းကြီးပါအဲ့ဒီနေရာရဲ့အထက်ပိုင်းတောင်တွေပေါ်မှာတော့အီရန်ရဲ့အစစ်မြေဆုံးလေကြောင်းကာကွယ်ရေးစနစ်တွေအလုံးအရင်ဖြန့်ကျက်ထားပါတယ်အစ္စရေးစစ်တပ်ကပိုင်ဆိုင်ထားတဲ့လက်နက်ခဲယမ်းတွေဟာဘော်ဒုစကန်ရဲ့အထက်မှာရှိတဲ့ကြောက်တောင်ဒူကြီးကိုဖောက်ခင်းပြီးစကန်ကိုဖျက်ဆီးနိုင်စွမ်းမရှိပါဘူး။ဒါပေမဲ့အမေရိကန်ရဲ့ဘန်ကာဘတ်စတာဘုံတွေကတော့အဲ့ဒီစိန်ခေါ်မှုတွေအတွက်တီထွင်ထားတာဖြစ်ပါလေ GBU 57လို့ခေါ်တဲ့အင်တာမထိပ်ဘူးတဲ့ဘန်ဂါဘတ်စတာဘုံတွေကိုအမေရိကန်ရဲ့ B2 မဟာဗျူဟာမြောက်ဘုံကျဲလေယာဉ်ကြီးတွေကလည်းကျဲချပွဲရှိပါလိမ့်။အမေရိကန်ကတကယ်လို့ဘော်ရိုးကိုအမေရိကန်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပြီဆိုရင်တော့လေကြောင်းတိုက်ခိုက်ရေးနီးပညာပိုင်းအသာစီးယူပြီးအီဝဲလေကြောင်းကာကွယ်စနစ်တွေကိုအရင်ဆုံးခြေမောရမှာဖြစ်ပါလိမ့်။အဲဒီနောက်မှာတော့ B2 တွေကလည်းဘန်ဂါဘတ်စတာဘုံတွေကိုကျဲချလာမှာပါ။ဘန်ဂါဘတ်စတာဘုံတွေဟာပြတ်မှတ်စီကိုထိပ်ဖူးနဲ့တဲတဲဆိုင်ဆိုင်အောင်တီထွင်ထားတာပါ။ ပြီးတော့ဘုံကချက်ချင်းပေါက်ကွတာမဟုတ်ဘူးဗျဒူးတဲ့ကြီးမာပြီးမာကြောလာတဲ့အလွှာတွေကိုအရင်ဆုံးထိုးဖောက်တာပါမြေအောက်အနက်ရှာဆုံးအထိတိုးဝင်သွားတာပါအဲ့တော့တတ်မှတ်ထားတဲ့မြေနဲ့ရောက်ပြီးဆိုမှသာဘုံကနေအပြင်းထန်ထားပေါက်ကွတာဖြစ်ပါလေမြေအောက်ငလင်ကြီးတစ်ခုတော့မှလှုပ်ခတ်သွားနေတဲ့အနေထားပါဘန်ဂါဘတ်စတာဘုံလုံးဟာပေါင်၃ပေါင်၄ချိန်ရှိပြီးတော့ထိပ်ပူးကြီးပဲပေါင်၆၀၀၀လောက်လေးပါလေပြီးတော့ပေါက်ကွဲရရန်ပြင်းထန်တဲ့ခဲယမ်းကြီးရောက်တွေထည့်သွင်းထားပါလေ အမေကနေမြေပေါ်ကိုစောင့်ကြတဲ့ဒဏ်ကိုရောမြေကြီးရောက်တိုးဝင်သွားတဲ့ပုတ်တိုက်မှုတွေကိုပါခံနိုင်ရှိစေဖို့ဒီဘုံတွေဟာအယမ်းမာကျော်အကြမ်းခံတဲ့ပေါ်ရံလွှာနဲ့အုံမှုထားတာပါဗော်ရိုရဲ့စကန်ကျန်ဝင်ကဘယ်လောက်ရှိတယ်ဆိုတော့တိကျမသိရပါဘူးဒါကြောင့်အမေရိကန်ဟာတကယ်ပဲစစ်စီရေးကိုကောင်းထည်ဖော်မယ်ဆိုရင်ဘန်ကာဘတ်စတာဘုံတွေကိုဖောသည်ထိုးသွင်းပြီးနေရာတွေဖြန့်ကျွေးကျချမယ်သဘောပါအမေရိကန်မှာမဟာဗျူဟာမျိုးဘုံကျဲလျင်မျိုးစား၃ခုရှိပေမဲ့ဘီဒူးတွေကသာဘန်ကာဘတ်စတာဘုံတွေကို တည်ဆောင်နိုင်တဲ့တခုပြီးသောမျိုးစားပါ။ဗီဒူးတွေအားရေဒါနဲ့ထောက်လှမ်းမှုကိုလည်းရှောင်ကွင်းနိုင်တဲ့ကိုပြောက်နေပညာပိုင်ဆိုင်ထားပြီးဒီကမ္ဘာလုံးမှာ တခုပြီးသောကိုပြောက်နေပညာနဲ့တည်ဆောက်ထားတဲ့ဘုံကျဲလေးမျိုးစားပါ။အမေရိကန်2024ကရီမင်းနိုင်ငံခြေဆိုင်ဟူဒီတပ်ဖွဲ့ရဲ့မျိုးလက်နက်တိုက်ကိုဖျက်ဆီးဖို့ဗီဒူးတွေကိုတုံ့ပြန်ပါတယ်။လေရင်မှုနူးနဲ့ပြန်တဲ့ဘုံကျဲလေရင်ကြီးဟာဒကြိမ်စီဖြစ်ပြီးကီလိုမီတာ1000ကျော်စက်တိုက်ပြန်တဲ့နိုင်ဆွမ်းရှိပါတယ် ်မရိကန်မှာ GPU 57ဘုံပေါက်ဘယ်နှလုံးရှိလဲတိကျမသိရသေးပါဘူးဘုံလေးကိုထုတ်လွှင့်တဲ့ Boeing ကုမ္ပဏီက2009ခုနှစ်မှာအဲ့ဒီဘုံအလုံး20ကိုလေတက်စီလွှဲပြောင်းပေးခဲ့ပုံပါလေလေလာသူတွေကတော့ American Airlines တိုက်မှာအဲ့ဒီ Bangka Buster ဘုံအနည်းဆုံး100လောက်ရှိနေတယ်လို့ခန့်မှန်းထားပါလေ